အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တဲ့အားလုံးပဲမင်္ဂလာပါ Manchester City အသင်းက Diarte ပါ Erling Haaland တယောက်တည်းကိုပဲအားကိုးနေရတဲ့တိုက်စစ်ပိုင်းအတွက်နောက်ထပ်တိုက်တောင်ပန်ကစားမဖြစ်ဖြစ်တိုက်စစ်အသားပေးကစားမတယောက်ကိုခေါ်ဖို့ဆန္ဒရှိနေတယ်။မန်စီးတီးအနေနဲ့ဒီနေ့ရာသီအတွင်းမှာဒါအခုလောလောဆယ်မှာသူတို့အသင်းဘက်က နောက်ထပ်တောင်ပန်ကစားမပဲဖြစ်ဖြစ်နောက်ထပ်တိုက်စစ်အသားပေးတောင်ပန်ကစားမတယောက်ကိုလိုအပ်နေစေဖြစ်ပြီးတော့ဒါသူတို့အနေနဲ့ထိတ်တန်းကစားမတယောက်ကိုခေါ်ယူဖို့ဆန္ဒရှိကြောင်းဖော်ပြလာတယ်။အဲ့ဒါကတော့အခုလူတိုင်းစိတ်ဝင်စားနေတဲ့အသက်25နှစ်အရွယ်ရှိတဲ့ဘုံမောက်ရဲ့ဂါနာတောင်ပန်ကစားမအန်ထွန်ဆမန်ညိုပါဒါဆမန်ညိုကလက်ရှိမှာ ီအသင်းတိုင်းကလူချင်းနေတာဖြစ်ပြီးတော့ဒီဆောင်းရသည့်ကာလမှာထွက်ခွာသွားဖို့ပြင်ဆင်နေသူဖြစ်တယ်အဓိကကသူ့ရဲ့ရိုချေးစာချုပ်ကပေါင်65တန်းရိုချေးစာချုပ်ရှိတယ်တန်း60ကို အရင် guarantee ပေးမယ်ကျန်တဲ့5တန်းကဒါအပိုစုချင်းငွေဖြစ်ပြီးတော့ Liverpool အသင်းကဆက်သွယ်မှုပြုလုပ်ထားတယ် Tottenham Hotspur လူချင်းနဲ့ Manchester United နဲ့ Arsenal အသင်းကတော့ Neuer တီကိုဥတီလျက်ရှိပြီးတော့ Antoine Semenyo ကအသင်းတိုင်းစောင့်ကြည့်နေသူဖြစ်တယ် တော့ city bank ကအဓိကစမန်းညိုးကိုလိုချင်တဲ့အဓိကအချက်ကတောင်ပံပါကဂိုရပူအတွက်ဂျယ်ရမီဒိုကူကအာကူရပူထက် ဒူးရင်ကြော်ဖြတ်မှုနဲ့ဆွမ်းဆောင်ရေးကောင်းပိုင်ဆိုင်ထားပေမဲ့ဟိုဘက်ချမ်းမှာသူတို့ဆက်ပင်းညုတ်ကိုလည်းတိတ်အားကိုလို့မရဘူးကျွန်တော်တို့တစ်ဖက်က Phil Foden ကလည်းတောင်ပံမကစားတော့တဲ့အတွက် Ryan Cherky တယောက်ရှိတယ်ဒါပေမဲ့အဲ့တောင်ပံမှာသူတေချာပေါက်စမန်းညုတ်ကိုပို့လို့ချင်းတယ်စမန်းညုတ်ရှိက Twin Go ရောဖန်တီးဘူးရောလုံအားရောသူ့ရဲ့ current market ပေါက်ကြီးက Euro 55တန်ရှိတယ် DRT Premier League မှာဆက်တပွဲကစား6 9 Twin ပြီးတော့3 9ဖန်တီးထားတယ်ဒါဒီစားမားက ဒါဘယ်လိုပြောမလဲ Bristol City ကနေ2023မှာ Euro 10.5တဆယ်တသမာ2 5တန်းနဲ့ပြောင်းရွှေ့လာတာဖြစ်ပြီးတော့လက်ရှိမှာဥရောပထိပ်တန်းပလေးကစားမတွေအသင်းတွေအားလုံးကခေါ်ကျင်းနေတာဖြစ်တယ်။ City ကအခုဘာလုပ်နေလဲဆိုတော့ Antoine Semenyo ရဲ့အခြေအနေကိုတောက်လျှောက်လေ့လာနေတယ်။ဒီအပိုင်းမှာ City က Pep Guardiola ရဲ့အနာဂတ်ပုံမူတည်ပြီးတော့ Guardiola သားအပြောင်းလဲလုပ်ရင် Guardiola ရဲ့နေရာအတွက် Vincent Kompany ကိုသဘောကျတဲ့အကြောင်းပေါ်ပြလာတယ်။ဟိုဒီနေ့တော့က Arsenal နဲ့ Match ဒီ ဘိုင်မြူနစ်တို့ကန်တဲ့ပွဲမှာဒါဗစ်စစ်ကုမ္ပဏီကိုဘန်စီတီတောင်ရှိသူတွေတွားရောက်လေးလာခဲ့တယ်ဆိုပြီးတော့သတင်းတွေတက်နေသေးဖြစ်လို့ဒါဘိုင်ရင်ကလည်းသူ့ကို20ခုမှတတန်းကုန်မှဖြစ်ပေမဲ့30ထိတိုးထားတယ်ဒါပေမဲ့လည်းအခုလောလောဆယ်အနေထားရဒါမန်စီတီရဲ့အတန်းရှိနေအားလုံးဟာစောင်းရတီမှာသူတို့ဘက်ကစမန်းညိုးပဲ သူတို့ Claudio Echavarri ကိုသူတို့ပြန်ခေါ်ဖို့လုပ်နေတယ်။ Liverpool ဆင်မှာလုံးဝကစားကွက်များတော့ Claudio Echavarri ကိုပြန်ခေါ်မယ်။ဒါပေမဲ့ဒီ chart date လေးကိုသူတို့အငှားချမယ်။ကျွန်တော် personal ရဆိုရင် Omar Mamouche ဆက်ဆိုင်အဲ့ Echavarri လို chart date လေးကိုပြန်ခေါ်။နောက် Mamouche ကိုတောင်းမှာပူသုံးတဲ့။ဒါပေမဲ့နီးပြအခု Haaland ရဲ့အရန်အတွက်ပဲသုံးနေတာဖြစ်တယ်။ဆိုတော့ဒီကနောက်တစ်ခုက Haaland တယောက်တည်းကိုအားကိုပြီးတော့ Haaland တယောက်တည်းပုံပြီးခိုနေရတာကြီးကိုမလုပ်ချင်ဘူး City ကအဲ့အတွက်ကြောင့်မဖြစ်လေသူ့ပေါ်ချရနေတဲ့ pressure တွေအားလုံးကိုခွဲပေးဖို့အတွက်စမန် ိုးကိုလိုချင်တဲ့စမိုင်းမျိုးကိုခေါ်မယ်ဆိုရင်ဒီတည်းမှာနောက်ထပ်ထူးခြားတဲ့တစ်ချက်ကဒီစားမရဲ့ရိုကြီးစာချုပ်ကစောင့်ရသည်မှာ65တန်း60 plus 5တန်းဒါပေမဲ့အဲ့ရိုကြီးစာချုပ်ဟာနွေရာသီရောက်သွားရင်တန်း60အောက်90နဲ့60ကြာဖြစ်သွားမယ်ဆိုတော့ maybe 55တန်းလည်းဖြစ်နိုင်တယ်90လည်းဖြစ်နိုင်တယ်90အောက်တော့မရဘူးဆိုတော့ဘုံမောက်ဘက်က option ကဘာလဲဆိုတော့စောင့်ရသည်မှာရောက်ရင်65တန်းရမယ်နွေရာသီမှာရောက်ရင်တန်း90ကျော်ကျော်လေးပဲရတယ်ပြီးတော့ သူတို့လက်ထက်မှာပါဝါအပြည့်လုံးဝမရှိတော့ဘူး။ဒါကြောင့်လဲဆိုရိုဂျေးစာချိုးဖြစ်တဲ့အတွက်ဆိုတော့ City ကဘာလုပ်လဲ။ Liverpool ကပူပူနွေးနွေး Salah ညမှာအစားထိုးဖို့ဆက်သွယ်ထားတဲ့တိုင်အောင် City ကလည်း Antoine Semenyo ကိုဆက်သွယ်လဲရှိတယ်။ Arsenal ရဲ့အတန်းရှင်ကြတော့ Semenyo ကိုသဘောကျပေမဲ့ဆောင်းရက်ဒီမှာဖြစ်ဖို့ခက်တယ်။သူတို့က Rodrigo တောင်စဉ်းစားတယ်။ Manchester City လည်း Rodrigo ကိုစဉ်းစားတယ်။ Liverpool ကတော့ Antoine Semenyo, Michael Alise, Malik ဒါ ဒီဘယ်လိုပြောမလဲဖိုဖာနာဆိုတဲ့ဒီကစားမားဒီဘက်ကိုတားခတ်ထားတယ်စီတီအနေနဲ့အခုလက်ရှိမှာဘယ်လိုပြောမလဲဆိုတော့သူတို့ဘက်ကရူထရီကိုကိုသဘောကျပြီမဲ့ရူထရီကိုကိုရဲ့အပြောင်းအရွှေ့က ါ Real Madrid က60လို့80လို့တောင်းနေတာဒါ Manchester City ကတော့အဲ့ Rodrigo လဲသူတို့ယာထားတဲ့စင်နယ်မှာထည့်ထားတယ် Antoine Semenyo ကလည်းသူတို့ရဲ့ main target ထားပြီးတော့တကယ်လို့အဲ့ကစားသမားတွေ okay လာပြီဆိုရင်တော့ Savinho ထုတ်ကောင်းထုတ်နိုင်နေတာအခုလောလောဆယ် Man City က Semenyo race မှာအဓိကပြိုင်မှာတော့ Liverpool နဲ့ Man City နှစ်သင်းက Tottenham နဲ့အတူခေါ်ယူဖို့တွားဖို့ရှိပြီးတော့ဒါ Antoine Semenyo ဘယ်သင်းကိုရွေးချယ်မလဲစိတ်ဝင်စားစရာစောင့်ကြည့်ရမှာပါအားလုံးကျေးဇူးပါတယ်